မာနိုင်ငံသူနိုင်ငံသားအပေါင်းဘီအန်ဒီအတွေ့အကြုံကကင်းဝေးပြီးကိုစိတ်နှစ်ပါးလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကစွတ်တောင်းမြတ်တာပို့တာလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမအစဉ်စင်ပါ။ဒီကနေ့ဧပြီလ3ရက်ကြာသပတေးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့အမျိုးသားညီညွတ်ရေးအစိုးရကငလျင်ဘေးသင့်အိမ်အောင်စု2239စုအတွက်အရေးပေါ်ထောက်ပံ့ငွေနဲ့စားနပ်ရိက္ခာထောက်ပံ့ငွေအဖြစ် ချက်သိန်းပေါင်း8000နီးပါးပံ့ပိုးထားတဲ့တဲ့ငလင်တန်တဲ့ပြည်သူတွေကိုစီရီယန်ဆရာဝန်တွေနဲ့ကျမ်းမာရေးဝန်ထမ်းတွေကကျမ်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးနေတဲ့တဲ့အကြံဖတ်ဆက်ကောင်စီကိုပင်တက်အစီဝေးဖိတ်ကြားမှုအခွင့်အရေးဆိုင်ရာအာဆီယံလွှတ်တော်အမတ်များအဖွဲ့ပြင်းထန်ကန့်ကွက်ခဲ့တဲ့တဲ့အကြံဖတ်ဆက်တက်ကမင်းတက်မျိုးကိုဘုံနဲ့နှစ်ရက်ဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့တဲ့တဲ့ငလင်ပေးတဲ့ပြည်သူတွေကိုကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ရန် KIO ကထိုးစစ်ဆင်တိုက်ခိုက်မှုရပ်ဆိုင်းထားမယ်ဆိုတဲ့သတင်းနဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လိုင်းဆန္ဒပြလူမှုသပိတ်သတင်းတွေပဲဖြစ်ပါတယ်ရှင်။ရမသောတင်ဆက်ပေးခြင်းတဲ့တွင်ကတော့အမျိုးသားညီညွတ်ရေးအစိုးရကငလျင်ဘေးသင့်အိမ်နောက်စု2239စုအတွက်အရေးပေါ်ထောက်ပံ့ငွေနဲ့စားနပ်ရိက္ခာထောက်ပံ့ငွေအဖြစ်ချက်သိန်းပေါင်း8000နီးပါးပံ့ပိုးထားတဲ့တွင်ပဲဖြစ်ပါရဲ့ရှင်။ အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဗီးယန်နယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကငလျင်ဘေးတင့်တိုင်းတုံတိုင်းနဲ့မြို့နယ်တခုတို့ကအိမ်နောက်စု2239စုအတွက်အရေးပေါ်ထောက်ပံ့ငွေနဲ့စားနပ်ရိက္ခာထောက်ပံ့ငွေအဖြစ်ကျပ်သိမ်းပေါင်း8000နီးပါးပံ့ပိုးထားတယ်လို့ဧပြီလ2ရက်မှာထုတ်ပြန်တဲ့ငလျင်ဘေးကြောင့်ထိခိုက်ဆုံးရှုံးမှုအခြေအနေအစီရင်ခံစာမှာဖော်ပြထားပါတယ်။လူသားချင်းစာနာထောက်ထားရေးနဲ့ဗီးယန်နယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကငလျင်ဘေးတင့်တိုင်းတုံတိုင်းနဲ့ ပြည်내တစ်ခုလိုကအိမ်အောင်စု2136စုအတွက်အရေးပေါ်ထောက်ပံ့ငွေအဖြစ်ကျပ်သိန်းပေါင်း6892သိန်းစားနပ်ရိက္ခာထောက်ပံ့ငွေအဖြစ်ကျပ်သိန်းပေါင်း1200စုစုပေါင်းကျပ်သိန်းပေါင်း8962သိန်းကိုပံ့ပိုးထားနိုင်တယ်လို့အသိပေးထားပါတယ်။အင်အားဖြင့်သခိုင်းငလျင်ကြီးလှုပ်ခတ်မှုကြောင့်မြို့နယ်ပေါင်း58မြို့နယ်အထိထိခိုက်ဆုံးရှုံးခဲ့ရတာဖြစ်ပြီးအဲ့ဒီထဲကမှမင်္ဂလေးတိုင်းအတွင်းကမြို့နယ်များအမရပူရနေပြည်တော် စကိုင်းနဲ့တရက်ဦးမြို့နယ်ရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်တို့မှာလူသေးဆုံးမှုနဲ့ထိခိုက်ဆုံးရှုံးမှုအဆိုးရွားဆုံးကြုံတွေ့ခဲ့ရတာပါအမျိုးသားညီညွတ်ရေးအဆိုးရွားကတော့စကိုင်းကလေးကြီးကြောင့်မန္တလေးတိုင်းစကိုင်းတိုင်းနေပြည်တော်ပဲခူးတိုင်းရှမ်းပြည်နယ်တောင်ပိုင်းကီနီပြည်နယ်တို့မှာလူဦးရေ၈တသမ86တန်းကျော်လို့ငလင်တန်းကြောင့်ထိခိုက်ခံစားခဲ့ရတယ်လို့ထုတ်ပြန်ထားပါတယ် ငလျင်ဘေးသင့်ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားရေးနဲ့ဘီအန်အေဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကိုဆက်သွယ်လှူဒန်းလျက်ရှိရာဧပြီလ2ရက်အထိကြက်ငွေ1.8ဘီလီယံထိရရှိထားပြီးဖြစ်တယ်လို့လည်းအစီရင်ခံစာမှာဖော်ပြထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ငလျင်တန်သင့်ပြည်သူတွေကိုစီရီယန်ဆရာဝန်တွေနဲ့ကျမ်းမာရေးဝန်ထမ်းတွေကကျမ်းမာရေးဆောင်ရှောက်မှုပြုလုပ်ပေးနေတဲ့တဲ့ငါပဲဖြစ်ပါတယ်ရှင်။ နန္ဒလေးတိုင်းအတွင်းကငလျင်တန်တဲ့ပြည်သူတွေကိုအမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနရဲ့စီရီယန်ဆရာဝန်နေနဲ့ကျန်းမာရေးဝန်ထမ်းတွေကကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ပေးနေရလို့အစိုးရဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ငလျင်တန်တဲ့ပြည်သူတွေကိုစီရီယန်အထုကုဆရာဝန်များဆရာဝန်များသူနာပြုများနဲ့ကျန်းမာရေးဝန်ထမ်းများကခွဲစိတ်ကူတာခြင်းနဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ခြင်းတို့ကိုလှုံ့ဆော်ပေးနေရပါ။အဲလိုလှုံ့ဆော်ပေးရမှာနန္ဒလေးတိုင်းအတွင်းက စင်ကူးမြို့နယ်နဲ့မတရားမြို့နယ်တို့ကထိခိုက်ဒဏ်ရာရပြည်သူတွေကိုခွဲစိတ်ကူတာခြင်းနဲ့ကျမ်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေဆောင်ရွက်ပေးနေရလို့သိရပါဗျ။ဒါအပြင်ကျမ်းမာရေးဝန်ကြီးဌာနအနေနဲ့ငလျင်လောက်ခတ်ပြီးနောက်ဖြစ်ပေါ်နိုင်တဲ့ကူးစက်ရောဂါတွေအတွက်လည်းပညာပေးလုပ်ငန်းတွေကိုတောက်လျှောက်ထုတ်ပြန်ပေးနေပါတယ်ရှင်။ဆလာတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အကြံဖက်စစ်ကောင်စီကိုဘင်းစရက်အစီဝေးဖိတ်ကြားမှုအခွင့်ရေးဆိုင်ရာအာဆီယံလွှတ်တော်အမတ်များအဖွဲ့အပြင်းထန်ကောက်ကွက်ခဲ့တဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။ အကြမ်းဖက်ဆက်ကောင်စီကိုထိုင်းနိုင်ငံမှာကျင်းပမဲ့ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများဤပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဘင်းစတက်အစည်းအဝေးတက်ရောက်ဖို့ဖိတ်ကြားမှုကိုလူခွင့်ရေးဆိုင်ရာအာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR ကပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ထိုင်းနိုင်ငံမှာကျင်းပမဲ့6တိမ်မြောက်ဘင်းစတက်အစည်းအဝေးမှာမြန်မာဂျပန်စစ်ကောင်စီရဲ့ပါဝင်မှုကိုညှင့်ပယ်ရမှာဖြစ်တယ်လို့ဧပြီ2ရက်မှာကြေညာချက်မှာဖော်ပြထားပါတယ်။ဒီလိုဖိတ်ကြားမှုဟာဂျပန်စစ်ကောင်စီရဲ့ရက်ဆက်တန်းကျုံမှုတွေကို တရားဝင်စေတဲ့အပြုအမူဖြစ်ပြီးငញ្ញရေးဆိုင်ရာခရီးကဝတ်တွေကိုလွတ်လပ်ရှုရာရောက်တယ်လို့လဲဆိုပါရယ်၂021ခုနှစ်အာနာသိမ့်ပြီးချိန်ကစလို့အယက်သားတွေကိုနစ်စင်ရက်ဆက်လေချောင်းကတိုက်ခိုက်တာအယက်သားထောင်ပေါင်းများစွာကိုတပ်ဖြတ်တာလူခွင့်ရေးချိုးဖောက်မှုတွေအစိုးရဆုံးကျူးလွန်နေရာကြောင့်အတိမတ်ပြုတ်လို့ဖြစ်မှာကိုကန့်ကွက်တယ်လို့ဆိုပါရယ်မြန်မာပြည်သူတွေကဆရာနာရှင်တွေရဲ့ဖိနှိပ်မှုတွေကိုချမ်းချမ်းခံတွန်းလှန်နေစေမှာ ဘင်စတက်ကစစ်ကောင်စီကိုနေရာပေးနေရလို့ APHR ဗုဒ္ဓဘာသာထိုင်းနိုင်ငံအောက်လွှတ်တော်အမတ်ရက်စီမန်ရွန်ကပြောပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တွင်ကတော့အကျန်းဖက်စစ်တက်ကမင်းတက်မြို့ကိုဘုံနဲ့နှစ်ရက်ဆက်တိုက်ကျဲချတိုက်ခိုက်ခဲ့တဲ့တွင်ပဲဖြစ်ပါတယ်ရှင်။ချင်းပြည်နယ်မင်းတက်မြို့ကိုအကျန်းဖက်စစ်တက်ကလေကြောင်းကနှစ်ရက်ဆက်တိုက်ဘုံကျဲချတိုက်ခိုက်ခဲ့တယ်လို့မင်းတက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှသိရပါဗျာ။ အင်အားပြည့်ငလင်တန်ကြောင့်ပြည်သူတွေဒုက္ခရောက်နေချိန်မှာပဲအချက်ဖတ်စစ်တပ်ကဧပြီ၁ရက်နဲ့ဧပြီ၂ရက်တွေမှာဘုံနဲ့လာရောက်ကျဲချတိုက်ခိုက်ခဲ့တာပါဧပြီ၂ရက်မွန်းလွဲတနာရီဝန်းကျင်ခန့်မှာအချမ်းဖက်စစ်တပ်ကမင်းတပ်မျိုးကိုလာရောက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့မင်းတပ်မျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူဆလိုင်းရောမန်ကအသိပေးပြောကြားထားပါတယ်အဲဒီတိုက်ခိုက်မှုမှာနေရင်ဆောက်ဦးများထိခိုက်ပျက်စီးခဲ့ပြီးလူထိခိုက်မှုမရှိဘူးလို့ဆိုပါတယ် ဧပြီ၁ရက်ညနေ6:25မိနစ်အချိန်မှာလဲအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ပေါက်900ဘုံနှလုံးကိုကျဲချတိုက်ခိုက်ခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ကဧပြီ၂ရက်ရက်စွဲနဲ့အပြစ်ရက်စဲတယ်ဆိုတဲ့တင်ညာချက်ထုတ်ပြန်ထားပေမဲ့လဲအခုလိုလေချောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်နေစေဖြစ်ပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ငလင်ဘေးတင့်ပြည်သူတွေကိုကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ရန်အတွက် KIO ကထိုးစစ်ဆင်တိုက်ခိုက်မှုရက်ဆိုင်ထားမယ်ဆိုတဲ့တင်မယ်ဖြစ်ပါတယ်ရှင်။ အင်းအပြင်းငလျင်ဘေးတင့်ပြည်သူတွေကိုကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ရန်အတွက်ရည်ရွယ်ပြီးတော့ KIO ကထိုးစစ်ဆင်တိုက်ခိုက်မှုတွေကိုရပ်ဆိုင်းထားမှာဖြစ်တယ်လို့ဧပြီ2ရက်ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။ KIO အနေနဲ့2025ခုနှစ်ဧပြီ2ရက်နေ့မှ2025ဧပြီ22ရက်နေ့အထိခုခံကာကွယ်ခြင်းမှာအပထိုးစစ်ဆင်တိုက်ခိုက်မှုများကိုရပ်ဆိုင်းထားမည်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ဧပြီ2ရက်မှာယာယီပစ်ခတ်တိုက်ခိုက်မှုရပ်ဆဲရေးထုတ်ပြန်ချက်က မလာ28ရက်လှုပ်ခဲ့တဲ့အင်အားအလွန်ပြင်းညင်းကလေးဘေးတံကုညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်ဖြစ်ကြောင်းနားလည်ရတဲ့အတွက်အခုလိုခုခံကာကွယ်ခြင်းမှာအပါထိုးစစ်ဆင်တိုက်ခိုက်မှုများကိုရက်ဆိုင်နှမှာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် KIO KIA ရဲ့ဒုတိယဗိုလ်ချုပ်ကြီးခွန်မော်ကတော့အကြဖတ်စစ်ကောင်စီကထုတ်ပြန်ခဲ့တဲ့ကြေညာချက်ထဲကနံပါတ်၄ကိုအကြဖတ်စစ်ကောင်စီအပါအဝင်တိုက်ပွဲဆင်နွှဲနေသူများအလုံးလိုက်နာရန်လိုအပ်တယ်ဆိုတာနဲ့ပြန်လည်ထူထောင်ရေးကိုရေရှည်လုပ်ရမှာဖြစ်တယ်လို့မှတ်ချက်ပြုထားပါတယ်။အကြဖတ်စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲကနံပါတ်၄ကယာယီပြစ်ခတ်တိုက်ခိုက်မှုထုတ်ပြန်ကြေညာထားတဲ့ကာလအတွင်းတိုင်းဒါလက်နက်ကိုင်အဖွဲ့များနဲ့အခြားလက်နက်ကိုင်အဖွဲ့များအနေနဲ့အများပြည်သူတွာလာအုံပြုလျက်ရှိသောဆက်သွယ်ရေးလမ်းကြောင်းများအား ောက်ရှက်တိုက်ခိုက်ခြင်းနဲ့ထိခိုက်ပျက်စီးစေခြင်းပြည်သူလူထုရဲ့အသက်အိုးအိမ်စီးဆင်းကိုထိခိုက်ပျက်စီးစေခြင်းအစရှိတဲ့အချက်တွေကိုဖော်ပြထားတာပါအမျိုးသားညီညွတ်ရေးအစိုးရကမလ29ရက်နေ့မှာနှစ်ပတ်ကြာအပြည့်ရဲဆဲမယ်လို့ထုတ်ပြန်ကြေညာခဲ့ပြီးနောက်မှာညီနောင်မဟာမိတ်၃ဘွဲ့ကဧပြီလ၁ရက်မှာတလကြာအပြည့်ရဲဆဲမယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်အဲဒီနောက်အကြံဖက်စစ်တပ်ကဧပြီလ၂ရက်မှာ၂၁ရက်ကြာအပြည့်ရဲဆဲမယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ် အကြမ်းဖက်စစ်တပ်ကထုတ်ပြန်ပြီးမှ KIO ကအကြမ်းဖက်စစ်တပ်ရဲ့ထုတ်ပြန်ချက်အပေါ်အခြေခံပြီးဧပြီလ2ရက်မှာပဲ21ရက်ကြာပြည့်ရက်စဲမှာဖြစ်တယ်လို့ထုတ်ပြန်လိုက်တာပါအကြမ်းဖက်စစ်တပ်ကအင်အားပြင်းငလင်လှုပ်ခတ်ခဲ့တဲ့မ28ရက်ကနေဧပြီလ1ရက်နေ့အထိ9ရက်တာအတွင်းအကြမ်းဖက်စစ်တပ်ကပြည်နယ်နဲ့တိုင်း71ခုကိုလေကြောင်းလှည့်ကြီးတွေနဲ့တိုက်ခိုက်ခဲ့ရာပြည်သူ55ဦးသေဆုံးပြီး49ဦးဒဏ်ရာရခဲ့ပါတယ်ရှင် ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆီယနာရှင်အမြင့်ဖြတ်ချေမုံရေးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစစ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ရှင်းမပင်မြို့နယ်မှာအွန်လိုင်းရွှေ့မီရွှေကြီးတပိတ်စစ်ကြောင်းကအကြံဖက်စစ်တပ်ကြားဆုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအွန်လိုင်းရွှေ့မီရွှေကြီးတပိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on မြန်မာနောင်2025ဆိုတဲ့အစသားကိုကင်ဆယ်ပြီးအကြံဖက်စစ်တပ်ကြားဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ဟိမပင်မြို့နယ်ရဲ့နောက်ပြန်ကလေးကြီးဒီတော်လင်ရေးတပိတ်စစ်ကြောင်းကအကြမ်းဖက်ဆက်တက်ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။တော်လန်ပြည်သူတွေကနောက်ပြန်မလဲကြီးဒီတော်လန်ရဲ့တပိတ်စစ်ကြောင်းနဲ့ ILO Implement Article 33 on Myanmar Now 2025ဆိုတဲ့အစသားတွေကန်ဆောင်ပြီးအကြမ်းဖက်ဆက်တက်ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရင်းမာပင်မြို့နယ်မှာ online လွှင့်မီတောင်းသွင်းနေတဲ့တပိတ်စစ်ကြောင်းကအကြမ်းဖက်ဆက်တက်ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါဗျ။ ဆန္ဒပြတော်လှန်ပြည်သူတွေကအွန်လိုင်းလွှင့်ပြီးဒေါင်းသွေးနေတပိတ်စစ်ကြောင်းနဲ့ ILO implement article 33 on Myanmar now 2025ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်တဲ့ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါဆန္ဒပြတော်လှန်ပြည်သူတွေကနေမြင်မြင်တတ်မှုကြားတဲ့ကနေပဲအကြမ်းဖက်ဆက်တဲ့ကြာဆုံးရေးဆန္ဒပြတပိတ်ကိုနှိမ့်စင်ပြုလုပ်နေတာပါဒါကတော့ဧပြီလ3ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ် ကျေးဇူးတင်ပါတယ်ရှင်။